န္တလေး FM ပရိသတ်များအားလုံးမင်္ဂလာပါရှင်။မန်းသူတသက်ရဲ့ကျွန်တော်တို့မန္တလေးအစီအစဉ်ကိုနားဆင်နေကြတဲ့တောတန်းရှင်ပရိသတ်များအားလုံးကိုစိတ်နှလုံးသုံးပါစလုံးကြည်နှူးရှင်ပြရှိကြပါစေလို့ဆုတောင်းမြတ်တာပို့သအပ်ပါတယ်ရှင်။ ျွန်တော်တို့မန္တလေးစီစဉ်ဆိုတာမန္တလေးမြို့ရဲ့ထင်ရှားကျော်ကြားတဲ့သမိုင်းဝင်နေရာတွေမန္တလေးမြို့ရဲ့ချစ်စရာကောင်းတဲ့ဆနလရာသီပွဲလန်းသပင်အခမ်းအနားတွေမန္တလေးအစားအစာတွေမန္တလေးမြို့ရဲ့ယဉ်ကျေးမှုအမှုပညာတွေနဲ့စာပေဂီတသပင်ရုပ်ရှင်စတဲ့နေပေအသီးသီးကကျော်ကြားထင်ရှားလူသိများတဲ့လူပုဂ္ဂိုလ်တွေရဲ့အကြောင်းအရာတွေအပြင်ဒုတက်ခင်မီပြောင်းလဲနေတဲ့မန္တလေးရဲ့ပုံရိပ်တွေကိုတင်ဆက်ပေးသွားမယ့်အစီအစဉ်ပဲဖြစ်ပါတယ်ရှင်ဒီအစီအစဉ်ကိုတော့မန္တလေး FM ရဲ့မန်းသူကျွန်တော်တသက်ကနေတာ ဝင်ယူတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရေဒီယိုချစ်သူတောတာရှင်ပရိသတ်များရှင် ျွန်တော်တို့မန္တလေးဟာအမှုပညာနဲ့ပတ်သက်လာရင်တီထရင်ဖန်ဒီစံသစ်တဲ့စိတ်အရင်းခံရှိတဲ့အတွက်ကြောင့်ရိုးရရင်ကျေးမှုအမှုပညာတွေဟာအင်မတန်မှထွန်းကားသလိုထင်ရှားကျော်ကြားတဲ့မြို့လဲဖြစ်ပါရဲ့ရှင်။ပေါ်ထွန်းလာတဲ့ရင်ကျေးမှုအမှုပညာတွေဟာအများသူငါပြောစမှတ်ပြုရလောက်အောင်ခက်တခက်ဖြစ်သွားသည့်တီကိုသူထက်ကအပြိုင်ဆိုင်ကြိုးစားပြီးဖန်ဒီပုံဖော်ခဲ့ကြတာတွေကြောင့်ကျွန်တော်တို့မန္တလေးကိုမြန်မာပြည်ရဲ့နောက်ဆုံးရင်ကျေးမှုခန့်တက်ကြီးလို့တောင် ောင်တင်စားခေါ်ဝေါ်ခဲ့ကြပါရဲ့ရှင်ကျွန်တော်တို့မန္တလေးဟာလေးတောင်ဆက်ဆက် ဝင်းတွေနဲ့တည်ထားတဲ့မြို့တော်ကြီးဖြစ်တာကြောင့်ရက်ွက်တစ်ခုစီတိုင်းမှာဓမာယုံတစ်ခုကတော့အနည်းဆုံးရှိကြပါရဲ့ရှင်ဒီရက်ွက်ဓမာယုံတွေကလည်းနှစ်စဉ်နှစ်တိုင်းအခုလိုသတင်းကျွတ်တစောင်းနိုင်ကာလကိုရောက်ပြီဆိုတာနဲ့ဖျားပွဲတွေကထိန်ပွဲတွေကိုသူ့ထက်ကအပြိုင်ဆိုင်ကျင်းပကြတာကမန္တလေးရဲ့ဒလေးတစ်ခုလို့တောင်ပြောလို့ရပါတယ်ဒီလို အပြိုင်အဆိုင်ဖျားပွဲတွေကျင်းပကြတဲ့အခါလူဝယ်ပစ္စည်းတွေကို လည်းသူများနဲ့မတူတဲ့အလူမျိုးတွေဖြစ်အောင်စမ်းသစ်ဖန်တီးကြရင်လက်မှုအမှုပညာတက်တဲ့ပုဂ္ဂိုလ်တွေကငွေဆက်ကူအသက်လေးတွေကိုရုပ်လုံးရုပ်ကြွအပြောက်အမွန်းတွေဖန်တီးချေတာပုံဖော်ကြရတာကနေအမှုပညာတစ်ခုလည်းဖြစ်ထွန်းလာခဲ့ပါတယ်။ဒီလိုဖန်တီးပုံဖော်မှုတွေကရက်ွက်တစ်ခုနဲ့တစ်ခုသူ့ဖျားပွဲကိုဖျားပွဲတရက်ွက်နဲ့တရက်ွက် တကူးတကကိုလိုက်လံကြည့်ရှုပြီးလူဝဲပစ္စည်းတွေကိုကြည်ညိုကြငေးမောကြရတာလေအလုတ်တစ်ခုကဲ့သို့ဖြစ်လာသလိုဒီ ီဖန်နီးပုံဖော်မှုတွေဟာလူရမ်းမှုတရားတရားတွေကိုပုံမိုနှိုးဆွပေးတဲ့အပြင်မိမိရက်ွက်ဖျားဝဲမန်တက်ကိုလည်းလာရောက်ပြီးတော့ကြီးညိုကြဖို့ဖိတ်ခေါ်ပြီးတာလည်းဖြစ်စေပါရဲ့ရှင်။ဒါကြောင့်လူရမ်းကြတဲ့အလူရှင်တွေကငွေကိုအထက်လိုက်ကြီးလူရမ်းလိုက်မဲ့အစားမိမိလူရမ်းမဲ့ငွေကြီးကိုရှုကျင်စပွဲဖြစ်စေဖို့တရားစိတ်ထက်တန်စေဖို့အတွက်လက်မှုအမှုပညာနဲ့ပေါင်းဖက်ပြီးငွေဆက်ကူတွေကိုအယောင်လေးတွေကနှုတ်လေးတွေအားအမှုပညာမြောက်နေအောင်ပုံစံအမျိုးမျိုးပုံဖော် ေါ်ပြီးလှူဒန်းကြတော့တာပဲဖြစ်ပါတယ်ရှင်။ဒီလိုလှူဒန်းမှုတွေရှိလာတဲ့အခါဒီလူွယ်တွေကိုအလူခံရရှိသူအနေနဲ့လဲငွေပမာဏထက်ဒီပစ္စည်းရဲ့အနှစ်သာရအပေါ်မှာကြီးနဲ့ပီတီဖြစ်ရတယ်လို့စေတနာတရာတရားထက်တန်မှုတွေကိုလည်းမြင်တွေ့ခံစားမိစေပါတော့တယ်ရှင်။ဒီလိုကောင်းမွန်တဲ့စေတနာစူးစမ်းတဲ့ဖန်တီးမှုလက်ရာတွေကြောင့်လက်မှုငွေဆက်ကူခောက်တဲ့လုပ်ငန်းတွေဟာပုံမိုတွင်ကျလာပြီးခက်တခက်ဖြစ်လာတော့တာပဲဖြစ်ပါတယ်ရှင်။ဒီကနေ့မှာတော့မန်းသူကျွန်တော်ရဲ့ ကျွန်တော်တို့မန္တလေးအစီအစဉ်ကနေပန်းစယ်မြို့အမှုပညာလက်ရာတွေထဲမှာမပါတဲ့မန္တလေးရဲ့နောက်ဖြစ်ယဉ်ကျေးမှုများစွာတွေကငွေဆက်ကူကိုအသုံးပြုပြီးရုံလုံးရုပ်ကြတွေကိုဖန်တီးပုံဖော်နေသူတဦးရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီပညာရဲ့ဟာစိတ်ကူးဉဏ်ကွန်မြူရင်ကွန်မြူတလားဖန်တီးပုံဖော်နိုင်တဲ့ပညာရဲ့ဖြစ်တယ်လို့ပိုမိုကောင်းမွန်စေခြင်းနဲ့စေတနာနဲ့လူတူပူလျှော့ဆက်ကူစားတွေကိုဖြတ်တယ်လို့ဖြတ်တောက်ပုံဖော်လို့ရတဲ့ပညာရဲ့မျိုးတော့မဟုတ်ပါဘူးရှင်ငွေ ွေဆက်ကူအစ်စ်ကိုအတုံးပြုပြီးဖန်နီးပုံဖော်ရတာဖြစ်တဲ့အတွက်ပြန်လည်အတုံးပြုတဲ့အခါတံပိုးညော့နေမသွားအောင်ဂယုတဆိုင်အမှားရွင်မရှိဆောင်ရွက်ရတဲ့ပညာရမျိုးဖြစ်ပါတယ်။ဒီလိုငွေဆက်ကူလေးတွေကိုချိုးပြီးရုပ်လုံးရုပ်ကြွငွေပရိသပင်ပုံဖော်ရောင်းချတဲ့လုပ်ငန်းဟာအမြင်နဲ့တက်ကြရတဲ့ပညာဖြစ်ပေမဲ့လည်းမိမိကိုယ်တိုင်ရဲ့စိတ်ပါဝင်စားမှုတီထွင်ဖန်တီးမှုတို့ပေါင်းစပ်လိုက်ရင်တော့ဘဝရည်တည်မှုတစ်ခုအနေနဲ့ရည်တည်နိုင်တဲ့လုပ်ငန်းလေးဖြစ်ပါတယ်။ဒါကြောင့်ငွေ ကြေးအင်အားမတောင့်တင်းပေမဲ့ဒီပညာရဲ့အပေါ်ယူသားမှုကိုအခြေခံစေရနာကိုအရင်တည်ပြီးအလူရှင်ပြောလိုက်တဲ့ရုပ်ပုံတိုင်းကိုအချိုးကျနာလှပတည်သက်အောင်ဂယူးတဆိုင်လုတ်ကင်ကဘဝရည်တည်မှုပြုနေတဲ့မတ်မော်ရဲ့စကားသံများကိုပရိသတ်များကနားဆင်ပေးပါအောင်ရှင်။ အမင်္ဂလာပါရှင်ကျမကတော့မတ်မော်ပါပတ်စံချိုးရတာငွေပရိသမင်လုပ်ငန်းပေါ့နော်လက်ခစားသမားကိုပိုင်လုပ်ငန်းပေါ့နော်ကျမကတော့အရင်တုန်းကတော့ဈေးကြိုတဲ့ပေါ့လေစင်းကြီးနဲ့ကောင်ပေါ့ကေတီဦးတင်ခံတိုင်းမှာပဲအတင်တင်ဦးမမီဆိုင်မှာပါအမဈေးအကူရောင်းရင်းနဲ့သူတို့လောက်တာကြီးကိုကြည့်ပြီးတော့ပေါ့နော်ဒါတော့ငါလုံနိုင်တယ်ထားတာသူတို့မြန်မြန်ပြီးအောင်လို့လားဝယ်တဲ့ဈေးဝယ်လို့ခနိုင်နေရအောင်ဆိုလို့တော့ဆိုင်ရှင်းကကျေနပ်တယ်ချစ်တယ်ဟိုဘောရယာဗီဇာတောင်းမှအဲ့ခစ်ကတရ9000မရဘူးလေ နော်အမောက်တရ9000ပေးတယ်ခိုင်ချက်1000ကျော်တယ်အားကိုကလို့ပေါ့ယုံနဲ့ယုံကြည်ရလို့ပေါ့တော့တောင်အအစတော့ဈေးဝယ်ခေါ်ပြီးရောင်းရတာပေါ့နော်ဈေးဝယ်ကိုမလွတ်တန်းခေါ်ရောင်းရတယ်နော်ရောင်းဘူးလို့ရှိရင်လည်းကိုလှုပ်ထားတဲ့ဟာလေးကိုလည်းထွက်အောင်တို့ဈေးဝယ်ကြိုက်ပြီးယူအောင်ပတ်စံချိုးရတာလေပတ်စံချိုးရတာအခြေခံပဲချိုးရညီးနေအောင်ဟိုဘက်တောင်ဒီဘက်တောင်ညီးနေအောင်ချိုးရတယ်ချိုးပြီးတော့လှအောင်တို့ညီးနေအောင်ကပ်ရပုံဖော်ရတာပေါ့ပန်းငိုင်ဆိုလည်းပန်းငိုင်နဲ့တူအောင်ဘိုးဆန်ထဲတဲ့နေရာရောအဲအယိုးကို ချိန်ကိုပတ်ရတဲ့နေရာရောပေါ့။နော်သေကွင်းရမှာစမပြုတ်အောင်တက်တက်ရရလေးနဲ့ပတ်စံဆိုပေးမယ်။တကယ်တူအောင်လို့တော့လောရတာပေါ့။ဈေးဝယ်လည်းကြိုက်တယ်နော်။အဲဒါလေးတော့တက်တက်ရှိရဒါလေးထက်ဘာညာပေါ့။အဲ့တော့တော့ကြက်တန်တို့ငါကြက်တန်တို့ဆယ်တန်ဆိုတာအရွယ်ကြီးဆုံးပဲ။29နှစ်ရဆိုတော့45တောင်လောက်ခဲ့သေးတယ်။ဒီပါရီစုံပြီးတဲ့နောက်ပိုင်းကိုလှုပ်သေးတယ်။အခုတော့ကြာအင်းရင်အရွှေအပြောင်းနဲ့ဟိုအပြောင်းဒီအပြောင်းနဲ့ဒီမှာမီလည်းမရှိတော့ဆိုတာသိလိုက်တော့ပြန်မသွားတော့ဘူး။ကိုကကိုတက်တက်ပညာမနေတာပေါ့။အဲဒါလေးလှုပ်တက်တယ်ဆိုတော့ဖခင်ကြီးကလှုပ်တက်ရင်တို့လှုပ်ပေးပါလားပို့ပါလားဆိုတော့ပို့ရင်ပို့ ွင်းနဲ့မောင်လေးနဲ့မောင်လေးကတော့ပိုကျွမ်းတာပေါ့။သူကတော့ယောက်ျားလေးဆိုတော့ပကြီးပိုင်းဆိုင်ရာနည်းနည်းနားလေတော့သူကပိုတက်ရတယ်။အဲ့ဒါလက်ခံလာတယ်ပေါ့။နော်အလူလှူမဲ့ဒီငွေပရိသင်ခင်းမဲ့အလူကထိန်အမကထိန်အလူအမတွေကလည်းကြိုက်တယ်လက်ခံတယ်လေ။ဟာတက်ရတဲ့ဒါလေးထက်အဲဒါလေးတော့ကောင်းတယ်ဆိုတော့အဲ့ဒါနဲ့ဖခင်ကြီးကလက်ခံလာလို့ဒီကနေ့အသက်မွေးဝမ်းကြောင်းပြူရတာ။ ဝန်ထမ်းဘဝနဲ့ဆက်ရှင်နှစ်လောက်အလုပ်လုပ်ခဲ့ပြီးသူမတက်မြောက်လာတဲ့ငွေဆက်ကူချိုးတဲ့ပညာရဲ့နဲ့အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့မတ်မော်ရဲ့လက်ရာတွေဟာအခုဆိုရင်တော့မန္တလေးမြို့ရဲ့အထင်ကရမဟာမုနိဘုရားကြီးကသင်္ကန်းတိုက်တီမှာအလွယ်တကူတွေ့မြင်နိုင်ပါတယ်ရှင်ဒီလိုလက်ခစားအနေနဲ့ငွေဆက်ကူခောက်ပြီးရုပ်လုံးရုပ်ကြွငွေပရိသပင်လေးတွေဖန်ပြီးပုံဖော်ရတဲ့အခါခေတ်ကာလအနေထားရလက်ခဘလောက်ရတယ်လဲမင်းမြန်ကြည့်တဲ့အခါမှာတော့မတ်မော်ကအခုလိုမျိုးပြပြခဲ့ပါတယ်ရှင် 加班哎。 တခိုင်ကိုဟိုပေါ့လက်ခ9000ပေါ့လက်ခဆိုမဲ့လို့ပစ္စည်းကတော့စိုက်ရအောင်ပါလေပစ္စည်းလည်းစိုက်ရမယ်လက်ခတည်းပါသွားတော့ပေါ့အဲ့ဒါတခိုင်ကို9ပွင့်တခိုင်ကို9000ကြာပန်းကန်ကြာတော့သူကဝစ်ဆန်ထဲတဲ့နေရာမှာကြာတော့စီစိန်ဆက်ကူတို့တရေခွင်းတို့အယိုးဆိုရင်လည်းတကယ်ဟိုကြာပွင့်တဲ့တူအောင်တို့အယိုးစိန်လေးတက်တယ်အစိန်တောက်တောက်တော့မဟုတ်လေတကယ်ကြာရုံးနဲ့တူအောင်တို့အစိန်လေးတွေပတ်တယ်ပတ်ပြီးတော့တရေခွင်းနဲ့ခြီတယ်ပန်းဝင်လေးကိုလည်းတက်တက်ရက်ဖြစ်အောင်လုပ်တယ်အဲအပွင့်ကြီးကြိုက်တဲ့အလူမှဆိုရင်လည်းကြီးအောင်လို့ချဲ့ပြီးတော့ကတ်တယ်တေးသေးကျုံကျုံလေးဆို လဲတေးသေးကျုံကျုံလေးပေါ့လှအောင်လုပ်ရတာပေါ့အဖူးလိုချင်နေဆိုရင်လဲအဲ့ပတ်စံနဲ့အဖူးလုပ်ပေးသေးတယ်အဲတခိုင်ငါးဝင်းကိုရွက်ရတရာဆိုတော့တပွင့်ကိုရွက်20ညီမဖြစ်မှာနော်ညီမဝိုက်ရပြီးတော့ပန်းမွေရလို့ဖြစ်လာတာညီလဲညီရဲအဲဒေါင်းရုပ်ကတော့မိုထုတ်ရမှာလေကိုလုံးကတော့ကိုလုံးကမိုထုတ်ရမယ်နောက်ခံဒေါင်းမီပုံစံပြောနော်နောက်ခံကြတော့ဒီအဖောင်းခြုံရတာပဲလက်ညှိုးအဖောင်းခြုံရမယ်အတောင်မှန်နဲ့အတောင်မှန်နဲ့တူအောင်လို့အကောင်သေးသေးသလိုကြီးကြီးသလိုအတောင်မှန်ကြတော့လဲ10ရွက်ထည့်တယ်ခြေတော့ကြတော့လဲပိုးတူ အောင်လို့ဆိုပြီးစတစ်ကာပါခြေသေးကွန်ပုံစံမျိုးလုပ်ထားတယ်လက်ခကြီးရယ်တသိန်းပါတာ6000ရွက်တရာဦးကလဝိတ်ဆိုတော့အဲ तू ကတော့နည်းနည်းပင်မနာပေါ်မိုးထုတ်တဲ့နေရာဆက်ရတယ်ဒါပေမဲ့ तू ကတော့တော်တယ်ဒီဒေါင်းရုပ်တွေလိုဖလန်ဖလန်ကတ်ပြီးတော့မြန်မြန်ကတ်လို့မရဘူး तू ကကလဝိတ်ဆိုတော့နည်းနည်းကြာမယ် तू ကလဝိတ်ကဒေါင်းရုပ်က2ရက်ဆိုရင် तू တော့4ရက်ပေးရမယ်ချိန်ပိုပြီးမှ तू ကနောက်ကျလက်စိတ်တယ် तू ကျတော့အစုံလုံးကုံလုံးလောက်ရမှ तू ကပလဲသီးတွေပိုင်းနဲ့တူအောင်လောက်ရမယ်မျက်လုံးကအစာကြဲသီးတွေကြောက်သီးတွေထည့်ရတယ်ဖျားကြီးကိုအဲရခိုင်ပြည်ကပင့်ထားတဲ့ပုံစံမျိုးပေါ့အဲ့လိုပုံစံလေးအိုင်ဒီယာလေးလုပ်လိုက် တာကိုကစောင့်အထွင်လိုက်တာပေါ့မောင်လေးကလဝိတ်လောက်အောင်ဆိုအဲ့ပုံစံဖမ်းပြီးတော့လှုပ်ကြည့်ကြတာအဲအတောင်မှန်ရောဘာတွေရောပေါ့တကယ်ကလဝိတ်နဲ့တူအောင်လို့သူ့ရဲ့ကလဝိတ်ရဲ့မိုးထုတ်တော့မယ်ဆိုတော့ဘယ်ဟာနဲ့တူအောင်ဆိုတော့ဟိုကလေကလဝိတ်ပုံလေးတွေလေကွန်ပျူတာနဲ့ဆွဲဆွဲပြီးတော့မှမိုးထုတ်တာ ဘဘူးထုတ်ပြီးတော့မှမိုးထုတ်ပြီးကိုကကိုလှုပ်လိုက်တာပဲဒါတောင်ခွဲလက်ခကြီးရဲ့ तू ကကြပိုစတာပေါ့နော်ပိုစတာလာတဲ့ပုံစံလေးကိုကြည့်မယ်လေပိုစတာကနောက်ကရောင်ကြီးတော့ပါတယ်ဆိုရင်အမားတို့ကရောင်ကြီးတော့အတိုင်းဝိုင်းကြိုက်ပြီးတော့ဝိုင်းဆက်နေအောင်အချွန်လေးတွေချုံးမယ်နောက်ကရောင်ကြီးတော့ပုံစံလုံးမယ်နောက်ပလင်ပေါ့ကြာခွဲပါတဲ့ဟာဆိုရင်ကြာပွင့်နေနဲ့မိုးထုတ်ထားတယ်ကြာပွင့်တကယ်ကြာပတ်စံနဲ့ကြာဘူးလေးတွေလှုပ်ပြီးတော့အဲ့ဂျက်မှာပဲကတ်လိုက်ပိုစတာကိုကတ်ကြီးနဲ့လှအောင်ညှက်မယ်တူအောင်တို့တကယ် မြတ်စွာဘုရားလို့ပုံစံမျိုးချက်ကပ်ပြီးတော့လုတ်ပေးမယ်လို့ပိုစတာနဲ့လှအောင်လို့တဘာဝကြအောင်လို့လုပ်ရမှာဒီပကြီးကိုက်ချက်တောင်းခုမှတက်ယူရတာလေပိုစတာတွေချက်တီဈေးကြီးလို့လက်ခဆိုမျိုးကိုကဆိုက်ရတာပဲလက်ခစားဆိုမျိုးပစ္စည်းကိုဆိုက်ရမှာငကယုံကလည်းပိုစတာပဲအဲ့ငကယုံကြီးကိုဖြတ်ညက်ကပ်ပစံအတိုင်းဖြတ်ညက်ကပ်ပြီးတော့ပိုစတာပါတဲ့အတိုင်းကိုအဲတစ်ခါပြန်ပြီးတော့နှုတ်ချက်ရဲ့နှဖူးစီမှာပြန်ထည့်ပေးလိုက်သေးတာပဲပိုစတာအကုန်လုံးတစ်ခုလုံးလွတ်မပြေရဘူးအချိန်ကြာတာကကြာတော့ဒေါင်းရုပ်တို့ကလဝိတ်တို့အချိန်ကြာတယ်ပန်းငိုင်းတို့ကကြာခူးဆောင်ခူးရတယ်ချက်ချင်းလို့ရမို့ ထုတ်ရတဲ့ပစ္စည်းဆိုရင်ကြာမှာပဲချောင်းလှမ်းနေရလေချောင်းခဏလေးလှမ်းလိုက်ရသေးတယ်ရင်နဲ့ဖြော်ထားတာဆိုတော့ကောင်းပန်းကင်ဆိုရင်၅ကင်လို့၁၀ကင်လို့ဆိုဒီနေ့အမနဲ့ပြန်ရမှာပဲကမိုးထုတ်တဲ့အာဆိုရင်၂ရက်ချိန်ပေးရမယ်ကလဝိတ်ရဲတောင်းရယ်ဒစန်းတိတီထင်တော့အလှူရှင်တွေလည်းကျေနပ်တယ်သင်္ကန်းတိုက်တွေကလည်းသဘောကျကြတယ်လက်ခံရတယ်လေ ။ငွေဆက်ကူလေးတွေကိုချိုးပြီးဖန်နီးပုံဖော်တဲ့ငွေပရေသဘင်ယုံလုံးယူကြပြုတ်လို့ရမှာမာယူတဲ့ပုံပေါ်မှာမူတည်ပြီးအသုံးပြုရတဲ့ပစ္စည်းတွေကတော့ငွေဆက်ကူ သစ်ချက်ချုပ်ကိုစီစဉ်ဆက်ကူရောင်စုံချက်ပိုစတာ စတက်ပလာနဲ့ဝချောင်းလေးတွေလိုအပ်ပါတယ်ရုပ်လုံးရုပ်ကြလေးတွေဖြစ်စီဖို့ကတော့အသားမူလေးတွေကိုအသုံးပြုပြီးလုပ်ရတာပါဒါကြောင့်ဘလူအရာမျိုးတွေနဲ့မူထုတ်တယ်ကုန်ကျန်းပစ္စည်းတွေရဲ့ဈေးနှုန်းတွေကရောဘလောက်ဖြစ်နေပြီလဲဆိုတာသိရအောင်မေးကြည့်ရမှာတော့မမော်ကအခုလိုမျိုးပြောပြခဲ့ပါတယ်ရှင် ကျွန်းတာအဲသူကကျွန်းတာဝယ်လို့မရဘူးလေနော်ရွှေရမှာဝယ်လို့ရတယ်နော်ကျွန်းကဝယ်လို့မရဘူးအဲဝယ်လို့မရလဲရအောင်ရှားကြံပြီးတော့မောင်လေးဖိုင်ဘဘူးထုတ်ပါဘူးကထုတ်ပေးမှာတော့နော်မို့ထုတ်ပေးမှာကိုကသူကလည်းဘဘူးတက်တော့ဘဘူးထုတ်လိုက်တာကိုကထုတ်ရတာကိုရိုင်းထုတ်ရတာသူကလှုပ်ပေးမှာတော့ဘယ်နဲ့တောင်းပေးပေးလှုပ်နေကြမှာမဟုတ်လားမတွတ်တဲ့ဟာမှမဟုတ်တာကျွန်းသားဆိုတော့သူကလက်နဲ့ကင်ပြီးတော့သူကမို့ပတ်ပတ်ပြရမှာလေပတ်စံကိုလည်းမကြည်အောင်ပတ်စံကိုလည်းဖုန်းကြီးတွေအဲမတုံးတော့ဘူးဟေ့ဆိုလို့ရှိရင်ပတ်စံကိုလည်းလိုရအောင်လို့ဆိုရေလောင်းလိုက်တာနဲ့သူကအစ်စ်ပြန်ဖြစ်သွားတာရေလောင်းလိုက်ရင်ဒီ ဆေးပြီးတော့နေလန်းလိုက်ကိုအသေးပြန်ဖြစ်သွားတာအဲ့ကြမိုးထုတ်တဲ့နေရာမှာကျတော့ပတ်စံကိုကော်လေးနဲ့တင်းတင်းလေးဆွဲပြီးတော့ကတ်သွားတာပဲတိတ်ပတ်စံမှာလည်းသူကအန်ဒီယံမရှိစုတ်တာပြဲတာမရှိဘူးအဲအဲ့ဒါမျိုးစတပလာနဲ့မညတ်တော့ကော်ဆိုတော့လေရေဆေးလိုက်တာနဲ့ပြောင်းသွားရင်အသေးပြန်ဖြစ်မှာပဲကော်ဆိုရင်တော့ ATM ကော်နဲ့ရေနဲ့ဖြော်ပြီးတော့လေအဲ့တက်သူကရေဖြော်လိုက်လို့တခါလေးအမားတို့လောက်တော့မှားသွားတယ်ဆိုရင်ပတ်စံချိုးတာမလာဘူးမှားသွားတယ်ဆိုရင်တစွေးလေးစုတ်ပြီးတော့ဖြီလိုက်တာချက်ချင်းပဲပြီးသွားတာပဲလွယ်တယ်အကြောင်းပြောဒီကော်ကလွယ်တယ်လေရေလည်းမကြိုက်ဘူးသူရေနဲ့တွေ့ရင်အကုန်ပြန်ပြီးပြီးအသေးဖြစ်သွားမှာပဲပိုစတာတွေ jet တွေ ဈေးကြီးလို့ကြက်က2000ပိုစတာ800တထောင်ထားပါတော့3000ဒါပေမဲ့ကော်ဒီပိုင်မပါသေးဘူးကော်က2500 3500အခု1000နဲ့650လားမသိဘူးရောင်ပြန်လေးရရင်တော့200လို့ဟုတ်လား100လို့ခုတူက900လားမသိဘူးလက်ခါစားဆိုမလို့ပစ္စည်းကိုဆိုင်ရမှာသင်္ကန်းတိုက်တဲ့အစ်ထုတ်လေးပဲပေးလိုက်မှာ ငွေပရိသပင်ယုံလုံးယုတ်ကြဖြစ်ဖို့ကျွမ်းသားကိုမိုးထုတ်ပြီးအသုံးပြုရကြောင်းမမော်ပြောပြလို့သိခဲ့ရပါတယ်။ဒီလိုမိုးထုတ်ပြီးငွေဆက်ကူယုံလုံးယုတ်ကြတွေပုံဖော်ဖန်ပြီးတဲ့အခါလိုချင်တဲ့ပုံစံရဖို့အသုံးပြုတဲ့ငွေဆက်ကူရဲ့အရာကနှုတ်ဒီဇိုင်းတွေပေါ်မှာမူတည်ပြီးလက်ဝင်အောင်ခောက်ပုံခောက်နီးကစမတူတဲ့အကြောင်းကိုလည်းမမော်ကအခုလိုမျိုးပြောပြခဲ့ပါတယ်ရှင်။ အဲလက်ဝင်တာကတော့သူကတော့ပတ်စံခောက်ရတာလက်ဝင်ဆုံးပဲလေကျမကြီးကောင်းလို့တော့တော်တာပေါ့အောက်ငုံရတာလေတော့ကော်တုံးပြီးအောက်ငုံပတ်စံချိုးရတအုပ်ဆိုရင်ရွက်တရပါတယ်လေဆဲအုပ်အလိုက်တက်တောင်ရွက်တရအဲ့ဒါသွားရောခေါင်းနှီးမတူဘူးပေါ့နော်မတူးဆိုတာလေတပုံစံနဲ့ပြီးပြီးတော့ ဒါပဲဒီလိုထွက်လာမယ်အဲ့လိုမျိုးလုံးလို့မရဘူးကလဝိတ်ဆိုရင်ကလဝိတ်ခေါင်းကြီးနဲ့ခေါင်းကြီးတက်တက်ဖះကဆိုဖះကခေါင်းကြီးနဲ့တက်တက်ဖះကကြလည်းပိုစတာကိုတီးပြီးတော့လှိုင်းလှအောင်လို့ချဲပြီးတော့ဖះကလည်းပြောင်းပါပဲပြောင်းပြန်လေတော့နောက်ကျောကဖြစ်ချင်းဖြစ်မယ်နောက်ကျောကရောင်တောက်တဲ့ဆိုနောက်ကျောကိုယူပစ်တာရှေ့ကရောင်တောက်တဲ့ဆိုရှေ့ကနဲ့ကတ်တာမတူဘူးဒေါင်းရုပ်ဆိုတဲ့ဒေါင်းရုပ်တက်တက်ဒေါင်းရုပ်ကခေါင်းကြီးကိုဒီပြင်ပိုစတာကြီးနဲ့ကလဝိတ်ကိုမလုံးလို့မရဘူးမလာဘူးကတ်လို့လည်းမရဘူးအဲအစင်းစင်းကတော့ဟိုပါပေါ့ပထမအစင်းတော့ကအလွယ်ဆုံးကတော့ဒီပန်းကန်ရဲ့ခေါင်းကြီးတစ်ဖက် က်အပက် crossing ပေါ့ဟိုဘက်ဒီဘက်ပြောင်းပြန်ခောက်ရတာကျောင်းယောဂခောက်နေလို့လားတမျိုးနှစ်မျိုးသုံးမျိုးလေးမျိုးဟိုကိုလုံးကမိုးရထုံးမယ်ဆို၅မျိုးရှိရယ်၅မျိုးခောက်နေ၅မျိုးကလဝိတ်ဆိုရင်၆မျိုးလောက်ဖြစ်မှာကြည့်တော့တာနော်ဒါပဲပတ်စံခောက်ကြည့်ပဲဆိုကြည့်လိုက်တာနော်အမှန်မတူနီးကိုမတူဒီအမီလေးအပေါ်တက်နေရဆိုတရွက်ထဲအဲ့ဒါရောဆို၆မျိုးလောက်ဖြစ်မှာဒီကလဝိတ်ကိုအရွက်အရွက်တရာဘာရန်နဲ့ဖြစ်ဖြစ်ဖခင်ကကြာလဲပိုစတာကိုဒါကြာတော့တမျိုးတည်းပဲကိုဘက်ဒီဘက်ပဲကွာမှာပဲ ပရိသတ်များရှင်မမော်တို့ဖန်နီးပုံဖော်လုပ်ပေးရတဲ့ငွေဆက်ကူရုံလုံးရုပ်ကြလေးတွေဟာတောင်းယုတ်ခင်းတာယုတ်ကြာပန်းကိုင်းနကယုံရက်တောင်နဲ့ပိုစတာပုံနဲ့ကိုက်ညီတဲ့ပုံတရံတွေကိုပြုလုပ်စီရင်လုတ်ကင်ပေးရတဲ့အတွက်ပစံခောက်ပုံခေါင်းလေးတွေမတူတဲ့အကြောင်းသိရှိခဲ့ရပါပြီ။နောက်ထပ်မန်းသူကျွန်တော်မေးကြည့်ခဲ့တာကတော့ငွေဆက်ကူရုံလုံးရုပ်ကြပြုလုပ်တဲ့ပညာရဲ့ဟာဘာကြောင့်ငွေဆက်ကူအစ်စ်ကိုသာတုံးရတယ်လဲဆိုတာပါ။ဒီအကြောင်းကိုလည်းနားဆင်ပေးပါအောင်ရှင်။ ပစ္စံကျွတ်ကျွတ်နဲ့ပြန်လေးအသေးဆိုတော့အဲအဲ့ဒါတော့မရဘူးလူကင်သွားလို့လူရဲ့လက်အစီနဲ့ပစ္စံမှာပေသွားပြီဆိုရင်ကိုတပတ်ရစ်ကိုတိတ်ချိုးလို့မရကြဘူးသူကကျွတ်ပြီးတော့ခေါက်ကက်ကလေးဖြစ်နေမှသာလေချိုးလို့ချိုးခောက်လို့ခောက်အဆင်ပြေတာလူကင်ထားလို့နွန်သွားရင်ကိုတိတ်အဆင်မပြေခြင်းဘူးအဲ့လိုရှိတယ်သူရေးမကြိုက်ဘူးလေရေးဆိုးလိုက်အကုန်တိတ်တိုင်းပြန်ဖြစ်သွားမှဆေးလိုက်ခါကျကိုလောက်တော့မှားသွားတယ်ပိုသွားတယ်ပစ္စံမှားသွားတယ်ဆိုရင်ရေးလေးဆိုးလိုက်တာအဲအစ်စ်ပြန်ဖြစ်သွားရောခါကျလေလှကင်ရင်းနဲ့ ရက်တောင်လောက်ကြလေ100နဲ့200နဲ့90နဲ့เนาะအဲ့ဒါကတ်ရင်းနဲ့အာလှတာလှတာဆိုပြီးကတ်လိုက်ရော ကက်လိုက်ပြီးတော့ရက်တောင်ကမပြေသေးဘူးရက်တောင်ကြီးကပေါ်နေတယ်ပတ်စံလိုးနေတယ်အဲ့ကျစိုက်လိုက်တာပဲခုံကြီးမှာတော့ရော့မခံဘူးနော်သင်္ကန်းတိုက်ကိုလည်းရော့မခံဘူးပို့တော့တာပန်းတကူပဲကိစ္စမရှိတဲ့မောင်းလေးအဲအဲ့လိုလေးလည်းရှိတယ်ပီတီကတော့ပြောတာပေါ့လူတွေလူတွေကလေအေးဒါလေးကလှလိုက်တာပတ်စံပေးရမှသူတို့မသိဘူးလေအဲမတွေ့ဘူးလှလိုက်တာဆိုရင်ကိုပြောနေတယ်အဲ့နေဆိုထမင်းကိုမစားတော့ဘူးသိလားပြောနေရလေနော်အဲငွေလဲရတာတော့လွဲကူပါတယ်ငွေပတ်စံအစ်တလဲတဲ့အမလေးကအဆင်ပြေအောင်လှုပ်ပြီးတယ်အဲအရေးကြီးလဲကြီးသလိုလှုပ်ပြီးတယ်အလူမှာတော့ဘယ်နေ့မှရအောင်ဖန် 你们都要注意这些景点呗，不然你羊排面做多了，排面多了都不好讲的。 ဆက်လက်ပြီးမန်းသူကျွန်တော်မေးကြည့်ခဲ့တာကတံမိုးရှိတဲ့ငွေဆက်ကူကိုခောက်တာဘဝရည်တည်မှုပြုနေတဲ့မတ်မော်တို့မောင်နှမအနေနဲ့ငွေပရိသပင်ရုံလုံးရုပ်ချတွေကိုလောက်ကန်တဲ့အခါလက်ခစားလောက်ရတာဖြစ်သည့်အတွက်ကြောင့်ငွေပရိသပင်လုပ်ငန်းအပ်တဲ့ဆိုင်တွေကဘလို့ဂရီကဝတ်တွေနဲ့အလုပ်တွေကိုအနှံကြတယ်ဆိုတာပါဒီအကြောင်းကိုလည်းမတ်မော်ကအခုလိုမျိုးပြောပြခဲ့ပါတယ်ရှင် သင်ငါတိုက်တဲ့ချစ်စရာကောင်းနဲ့တိလာအလုတ်ဖြစ်အောင်ကိုမနာအောင်ကိုမောင်းနှမနှောက်လေလက်ခရအောင်လို့ကြွတင်မာတယ်သူကဈေးဝယ်မှတ်လို့ခေါ်ရတယ်မဟုတ်ဘူးညွာလေးအမားလေးဝေးဝေးပြင်လောက်တာအဲတောင်းတူဒီကားတော့လို့ဒီမောင်းနဲ့ပတ်သက်လို့ အမလုတ်တက်တယ်ဒါလေးဆိုမှားပါလားအေးဟုတ်ပြီဟုတ်ပြီသိလားအဲသွားလိုက်တယ်ဆိုသိန်း90တရားဖြစ်ဖြစ်စီမှတ်ပုံတွေမပေးရဘူးအိမ်အောင်သူမပေးရဘူးလက်မှတ်မထိုးရဘူးသူကဆက်လိုက်ရင်ဆက်လိုက်တဲ့အတိုင်းပဲအေးဒါလေးလေး SM ကျမလုတ်တက်တယ်နော်ဆိုရော့ဆိုတန့်ချပြီးတော့သင်ငန်းတိုက်တယ်ချစ်စရာကောင်းတယ်အဲဖရားကြီးတဝိုက်သင်ငန်းတိုက်တယ်နေရာနှကောင်းနန္နာကုံရောင်ခေမဌာနစိုးစေနာဘယ်ဆိုင်မဲ့ဖြစ်ဖြစ်ပတ်စံသွားယူတယ်သွားဆက်တဲ့နေ့ဘူးပဲပတ်စံညချပြိတာအခုမှသိန်း90ဘာမှမလုပ်လို့မရတာပို့လွန်ခဲ့တဲ့နှစ်နှစ်သုံးလသိန်း90တန်မှုရှိသေးတယ်တောက်ချောက်တန်ပြလိုက်တာပဲအဲယုံကြည်မှုရဲ့လူရဲ့ ုံကြည်မှုပဲအံ့ဩလိုက်တာအဲ့တော့လေကျေးဇူးတင်ပါတယ်သင်္ကန်းတိုက်တွေဖရာကြီးသင်္ကန်းတိုက်တွေတွတ်ဆက်လိုက်တာတွတ်ဆက်လိုက်ဆက်ဆက်ဆက်ချင်းပဲဒေါ်ရင်ဆန်းနေရနှစ်ကောင်ဒေါ်ရင်ဆန်းလွယ်လွယ်တို့လေအဲသူတို့ဆိုချက်ချင်းတက်ပြီးအော်ဟုတ်လားလုတ်တက်လားကျမောက်ဓာတာလုတ်ချင်တယ်ဆိုတော့ လက်ရလဲငကိုတဲ့ကြားစမ်းနေမှာပေါ့လေ။အော်မမော်လားပြောပြီးတဲ့လူအရှိရလေ။အဲပတ်စံလဲတဲ့မထွေးရလေ။ပြောပြီးတော့တန်းပြီးတော့ချက်ချင်းပြေးလိုက်တာ။ဘန်လေးလဲလွတ်တယ်။ကဲလဲခိုင်းတယ်။အဲ့လိုမျိုးကိုယုံကြည်မှုရှိတာ။အဲ့ကြောင့်မဝင်းတာရမ်းမပဲအလုံးမမပြောင်းမနဲ့ဒီသင်္ကန်းတိုက်တင်တဲ့ကိုနဲ့ဒီလိုအခါရဲ့ရောက်လို့ရှင်ကိုပြောနေတာ။လူနိုင်တဲ့လူတွေကိုလှုပ်ထားတဲ့ဟာလူနိုင်တဲ့လူတွေလဲဆူတောင်းပေးတယ်။အော်လူနိုင်ရပါသေး။လှတယ်ဆိုရင်စိတ်ကချမ်းသာသွားတာ။လှလိုက်တာကိုတခါလေးသင်္ကန်းဆိုင်နဲ့ရောက်နေမှုအလူမလာမှာမကိုမသိဘူးလေလှုပ်တတ်တဲ့လူမှထိုင်းနေမလား။အဲဒီတောင်းလို့လှလိုက်တာဆိုရင်ကိုပြောတာစိတ်တဲ့အမလေး သူတို့ကကိုမသိဘူးဟုတ်လားလှလားဆိုလှတယ်တူးတာအဲတစ်ဆက်တည်းမှာပဲမတ်မော်ပြောပြတာကသတင်းကျွတ်တစောင်းမုံရာတီမှာအများဆုံးဝယ်ယူလူရန်ကြတဲ့ငွေဆက်ကူပရိသေပင်တွေကိုကျူတင်မာယူပြီးအနှံကြတဲ့အကြောင်းနဲ့မန္တလေးအပြင်အခြားသောတိုင်းဒေသကြီးပြည်နယ်တွေကလည်းဝယ်ယူအသုံးပြုလူရန်ကြတဲ့အကြောင်းမှာဒီအကြောင်းကိုလည်းနှာစင်ပြပါအောင်ရှင်။ အဲသူတို့ကတော့အမလက်ရအောင်ကြိုက်တော့သူတို့ကတော့အမှန်တော့တရင်ကျို့တဆောင်မုံတဘိုတွဲပေါ့တဆောင်မုံလားတရင်ကျို့လားအရေးကြီးဆုံးပဲဒါပေမဲ့သူတို့ကတော့မရမှာဆိုလို့ဆိုပြီးနေုံလားစမှားတာစိုင်းလေးကလေနေုံလားစပတ်စံအစ်စ်တွေရင်းပြီးသူတို့လည်းမလွယ်ဘူးသူတို့လည်းအမျက်ကလေးနဲ့ဟဲ့လားလက်ခစားလေးပေါ်ကနေနည်းနည်းလေးမြတ်တာနဲ့သူတို့ကလည်းလှုပ်ရတာအဲ့ကြတော့ကြိုတင်မှားပေးတယ်ရချင်းတို့ဒီနေုံွားဆိုလေနော်အစိုးကြီးတဲ့ပေးလိုက်တာတဘိုတွဲ တပေါင်းတစ်ခုတစ်ခိုက်ကြတယ်မိုးပေါ်ကြကထိန်ဆိုပြီးတော့အဲအလုတ်ဆင်ပြေတယ်လေတပေါင်းတစ်ခုဒီရောက်ရောက်သွားတာပဲအဲတိတ်တော့မနာရဘူးပေါ့ဖခင်ကြီးလည်းပိုးရတယ်ပြင်းဦးလည်းပိုးရတယ်ဟိုအမားတို့ကတော့ဟိုလက်ခစားသမားဆိုတော့ဖခင်ကြီးကမှားတာလို့ပါလို့အိမ်တော်ကမှားတာလို့တော့လုပ်ရတယ်လေဒါပေမဲ့သူတို့စီလာဝယ်တာကြတော့လာရှိုကလေးတမှုမူဆယ်တိပိုးရတယ်လို့ပြောတယ်ဂျင်းထားတာလေမထွက်မချင်းဟဲ့လားကိုယ်ကလက်ခချက်ချင်းရှင်းပေးလိုက်တာသူတို့ကယင်းထားတာနဲ့စိုင်မတင်ထားတဲ့ဈေးဝယ်လာတဲ့ထောင်ဆောင်ရောင်းအောင်ပါလေအဲ့ကျသူတို့ကလက်ခတွေကပတ်စံယင်းထိုက်တဲ့နည်းနည်းတင်ရောင်းတာဒါပဲဒါပေမဲ့လုပ်ရတာ မလွယ်ဘူးလှူရတဲ့လူကအလူမာတဲ့စိတ်ချမ်းသာမှုရမယ်ကျွန်မကတော့ဒါပဲနေတွယ်နေတွယ်ပဲနော်ကိုကန်ကောင်းရင်အလူမာနဲ့ဒါလိုက်တွေ့ရင်ရလေကိုပင်မန့်အကျိုးနဲ့တော့ပေါ့နော်ဖုန်းလေးဆက်ပြီးမလိုက်ရတာကျွန်မ399950912332ဆိုရပါတယ်ရှင်ခြေတော့ကအခုရောင်းချနေတဲ့ငွေဆက်ကူရုံလုံးရုပ်ကြွားတွေအပြင်ငါးနှကောင်ရုပ် ဟင်းသာဖိုမာယုတ်စတဲ့အယုတ်တွေကိုပုံဖော်ခဲ့ကြပူပါတယ်အခုနောက်ပိုင်းဘာကြောင့်ဒီအယုတ်တွေကိုမလုံးဖြစ်တော့တာလဲဆိုတာကိုတော့မတ်မော်ကအခုလိုမျိုးပြောပြခဲ့ပါတယ်ရှင် အဲအရင်တော့ကတော့ရှိတယ်အရင်တော့ကသူတို့ခုချက်မှမလာတော့တာကိုလည်းမလုံနိုင်လို့ပေါ်ဖြစ်တယ်အဲငါးရုပ်ဟင်းသာရုပ်ဆိုရင်အဲ့ဒါလဲမိုးပဲအဲ့ဒါဆိုနည်းနည်းဇာချုပ်တယ်နော်ပဇွန်ထုတ်တရောလောက်တာပဇွန်ထုတ်ဆိုအကြီးဘက်လောက်တဲ့နေရဘဟက်လောက်တဲ့နေရဆိုရင်သွပြတန်များနဲ့လောက်တာအတောင်မှန်အဲ့ဒါလဲသစ်သားနဲ့ပဲသစ်သားတောင်မှတစ်ခါကျကျွန်းသားဝယ်လို့မရတော့ဘိုင်သားပေါ်တာနဲ့ထူရတာမလို့နောက်ဟင်းသာဆိုနှစ်ကောင်ရှင်ရဲ့အဖိုးမအကြက်မှာပဲကတဖောင်းကျွတ်ငါးနှစ်ကောင်ငရဲနှစ်ကောင်လက်ကူဆောင်ဆိုပြီးငါးနှစ်ကောင်လည်းလောက်တယ်ဒီလောက်ပဲအိုင်မဆိုင်နိုင်ဘူးဟုတ်ခက်တယ်နောက်ကြတယ်တဘာဝလဲ ည်းကြာမှာလေတဲထားတာထောင်းထားတာချိန်ထားတာတဘာဝမကြရင်လက်မခံတော့မလုတ်ချင်ဘူးကိုကိုတိုင်းကမလိုက်မလုတ်ချင်ဘူးသူမြလက်ခံတဲ့တော်ကြီးရိုက်လိုက်တော့ဆိုအောင်နေအောင်ဘာထဲအောင်မှအဲ့လိုလုပ်တာတော်တော်ခက်တယ်သူကတိုင်းပဲကိုကထွင်းရင်လေအဲ့တင်ငန်းတိုက်တဲ့ဟိုအလှ ခင်းမဲ့ကထိန်အမအလူမကြမသုံးဘူးမသုံးတော့သူကဘာတွေများသောဆိုပန်းကင်နဲ့ရက်တောင်နဲ့ဒေါင်းရုပ်ခွဲအများသုံးတော့ကိုယ်အထွန်မှုကနည်းနည်းဟိုကဖြစ်သွားတာဒီဘက်ခေတ်ကျသူတို့ကမစောင့်နိုင်တော့ဘူးလေမြန်မြန်လဲမြန်လှလဲလှနော်ကိုစတာနဲ့ပန်းကင်နဲ့အဲ့အဲ့ဒီမိုးကြီးတွေပဲကြမ်းနေခဲ့တာကိုရှီမှာကိုယ်အောက်ထွန်ပြီးလုတ်လုတ်ခဲ့ဘူးတယ်ဒါလက်ခံတယ်လှတယ်တက်ဝင်တယ်တောင်ပြောတာဇွန်တုတ်ကိုလေအဲမဆက်မသုံးတော့ဘူးလေအဲအဲ့ဒါဆိုမိုးရှာရအောင်မိုးရမရှိတော့ခုထွေမို့စဉ်းစားထားရဆိုတော့အဲကိုပါကိုဖောင်းကြွလုတ်တဲ့ဟာပေါ့ ါ့နော်မိုးနဲ့ဖောင်းကြွလို့တဲ့ကိုပါကိုတီထွင်းတဲ့ဟာနော်အလွတ်လောက်တာဟာဘာအတုံးညိုဝဲကတ်တိမ်မလုတ်ချင်မောင်လေးလို့ဟုတ်မဲ့အခုတစ်တော်ရင်မှာတက်နေတာလို့ကြာဘူးလို့နော်အဲ့ဒါလုံမလားကြာဘူးကိုကုံညာဝဲလို့ရတော်ပြီးတော့ကုံညာဝဲလို့ရကိုကကိုကတ်တောင်ရတယ်တဲ့အဲ့နဲ့အဲ့ဒါမလုတ်တော့ဘူးကိုပတ်ဆန်ကိုအလွတ်ဖြစ်ဖြစ်မိုးထုတ်ဖြစ်ဖြစ်သဘာဝကြက်ကြက်တက်တက်ရခဲခဲတာဝဲလုတ်တယ်တကူနဲ့အဲရတယ်အဲ့ဒါဆိုကိုကသူ့ဖိုင်သူလုတ်လိုက်မယ်တော့ပြောတာ မမော်ရိုမောင်နှမကတော့ရှေးတုန်းကလူကျိမ်းများခဲ့တဲ့ပုံတွေကိုပြန်လဲအသက်သွင်းဖန်တီးပုံဖော်ဖို့ရှိတယ်လို့ပြောတဲ့အခါငွေဆက်ကူနဲ့လှုပ်တဲ့ရုပ်လုံးရုပ်ကြွငွေပရိသပင်တွေဟာဘလောက်လှပနေမလဲဆိုတာစိတ်ကူးနေတယ်ပျော်ရွှင်ရပါတယ်။ဒါနဲ့တစ်ဆက်တည်းသူတို့ဘဝရက်တည်နေတဲ့ဒီလုပ်ငန်းအပေါ်မှာဘလောက်ထိစေတနာထားပြီးချစ်မြတ်နိုးတယ်လဲဆိုတာကိုတော့မမော်ရဲ့စကားသံများကနေပရိသတ်များကနားဆင်ပေးပါအောင်ရှင်။ ဲကိုယ်တိုင်သူမျက်စီလုံးတုံးကတော့ချိုးုံပဲချိုးရတာလေနော်အခုကိုကကိုကြတော့မောင်လေးနဲ့တိုင်မင်းတိုင်မင်းပြီးတော့ဘလို့လုံးဘလို့ပုံဖော်ဘလို့မဆိုပင်မန်းတာပေါ့မအိပ်ရတော့ဘူးလေဟိုကြတော့သူမျက်အလုံးဆိုတော့သူမျက်ဆိုင်ဆိုတော့အချိန်နဲ့ချိန်ပြန်ရတယ်လေနော်ပြန်ရတော့နည်းနည်းတက်တာတာပေါ့သူမျက်ဆိုင်ဆိုပေါ်တာပေါ့ကိုပိုင်လို့ဆိုပဆိုင်ရအောင်ဆိုတော့လောဘတက်ပြီးတော့တော်နဲ့မပြီးဘူးပင်မန်းတယ်ခါတလေဒီကပင်မန်းတယ်လေဟိုအရေးကြီးကြီးသလိုအလှူမာတဲ့အရေးကြီးတော့သင်္ကန်းတိုက်တဲ့အရေးကြီးဆိုမြန်လို့ဆိုလို့တော့ခိုင်းကြတော့ညအဲ့ချိန်မရှိဘူးလေအဲ့ချိန်ကျတော့ကိုသွားပို့လိုက်လို့ရှင်ဟဲ့ လှလိုက်တာဘလို့လှုပ်လိုက်တာတော့ဆိုရင်ကိုအဲလှုပ်ချင်တဲ့တက်တန်းတို့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 ဆိုတာမနာကျင်တော့ဘူးအေးရပြက်တာလည်းပျောက်သွားပြီအဲအဲနှစ်ယောက်နော်မောင်နှမနှစ်ယောက်လုံးမှာနော်အဲကြာပန်းကင်မှာမှာတောင်းယုံမှာမှာနှစ်ယောက်မှာရမှာတယောက်ထဲမပြီးဘူးတယောက်ထဲဆိုရင်တနေ့မှာနှစ်ကောင်သုံးကောင်လောက်ပြီးမှာဘာလို့ဆိုတာချိုးတဲ့လူကချိုးဒီဘက်ကမိုးထုတ်တဲ့လူကထုတ်ဟဲ့လားကော်ကတ်တဲ့လူကကော်ကတ်အလိုမှာနှစ်ယောက်လုံးမှာ ိတ်ချမ်းသာတယ်ဘလို့ပဲအဆင်မပြေပြေဆိုတူလားဘလောက်ပဲပင်မမ်းမမ်းအဲပတ်စံလေးကင်ပြီးအစ်စ်ကလေးကင်ပြီးတော့ကိုထွင်လိုက်တဲ့ဟာလေးဒါလှပြီးကြည်ပြီးတော့ပီရီဖြစ်တော့အလုံးလည်းမပြောင်းညင်တော့ဘူးစိတ်လည်းချမ်းသာတယ်ကုသိုလ်လည်းရဝင်းလည်းဝပျော်တယ်ဆလဘီမက်မော်ရိုမောင်နှမရရှိထားတဲ့ပညာအမွေတွေကိုလက်ဆင့်ကမ်းဆောင်ရွက်မဲ့သူရှိသလားမေးကြည့်ရမှာတော့အခုလိုမျိုးပြပြခဲ့ပါတယ်ရှင်။ ေးခြင်းနဲ့ကိုကနည်းနည်းတက်ကြည့်ကြည့်လိုက်လေကိုတူမလေးလို့ကိုအမျိုးလေးသူတို့ကစိတ်မရှိကြအောင်မလွယ်ဘူးကြီးပြောတာအဲကိုတောက်တာမလွယ်တော့ဘူးကိုကလည်းကိုပဲလေထွင်ထားတာဒါကိုကြည့်ရတဲ့တင်ပေးတယ်ပြီးတော့ဒီလိုမှတင်ပေးတာမှမဟုတ်တာဟာလားတင်ဆရာမြင်ဆရာကြားဆရာပေါ့အဓိကဆရာကတော့ကေတူးတင်ခံတိုက်ကပေါ့အခုချိန်ကြီးဆက်လက်တီးရှိတယ်သူတို့လည်းကြားလာပြီရောင်းနေတော့မယ်သူတို့ကတော့ကိုဆရာကြီးဆိုတော့ပို့ပြီးတော့လက်ရမြောက်မှာပေါ့ကေတူးကငွေပရေတမင်မှာဆရာကြီးအဲဆရာကြီးလည်းကျေးဇူးတင်ပါတယ်ကျမဆရာမကြီးကတော့မရှိတော့ချစ်ဆုံးဆရာတပည့်သူပညာနဲ့အဲ သူ့စီမှာလုတ်တော့တာဒီတက်လာလေသူ့လည်းအကျိုးပြုခဲ့တယ်လေဒီလိုတို့ထွင်မဲ့ပါညာဆိုသူ့စိတ်ချမ်းသာကိုခုမှသွားခဏနေပြီးအောင်ကိုလုတ်ပြီးတာခိုင်းမြန်မြန်လုတ်ခဲ့တာအဲအကြောင်းမို့လဲကေတီဦးကေတီဦးနဲ့နာမည်ကြီးတာလက်ခစားလေးနဲ့ပဲနေရတာမောင်နှမနှစ်ယောက်ဒါပေမဲ့လို့စိတ်ချမ်းသာတယ်ဘလို့ပဲနေရနေရဘလောက်ပဲရရပျော်တယ်လှတယ်လို့ပြောတိုင်းကိုစိတ်ကချမ်းသာပြီးတော့တက်တန်တိုးတိုးသွားဒီပြစ်အလုပ်ကိုမပြောင်းတော့ဘူးလူတွေလူတွေစိတ်ချမ်းသာတော့လှအောင်လုတ်ပေးမှလို့ နောက်ဆုံးအနေနဲ့မတ်မော်ပြောပြတာကငွေဆက်ကူပရိသေဘင်လုပ်ငန်းရဲ့အဖိုးတန်ပုံနဲ့ជីနူးပီတီဖြစ်ရပုံတွေပါဒီအကြောင်းကိုလည်းနှာစင်ပေးပါအောင်ရှင် 哦ဒါတော့ထိမ့်သိမ့်တင်တာပေါ့ဒီပတ်စံလေးနဲ့ဒီလိုအကောင်ဖြစ်အောင်လုပ်နိုင်တာနော်ဟဲ့လားတပည့်မဲ့ပတ်စံဆိုတာဒီပြင်စက်ကူလည်းမတူဘူးလေစက်ကူကလိုတိုးပေါ်ချောညှက်ပြလိုက်လို့ရတယ်ဒါညှက်မပြေဟောက်လို့နော်ဘုံနဲ့အတီတိုင်းဖြစ်အောင်လုပ်ရမယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးလေးကြတော့ကိုကဒီပညာလေးကိုဘသူမှလေးမကျေနပ်တယ်လူရှိဘူးလေ तू ကနော်ဝင်းစားလဲဟိုဝါတယ်အဲ့လိုမျိုးပေါ့ကုသိုလ်လည်းရတယ်ပေါ့လူလဲလူရောဘုံကြီးရောဂျဟန်တန်ကဝဲလူလူလေးနော်အိမ်မှာပဲချိတ်ထားတာစိတ်ချမ်းသာတယ်ပေါ့အမျိုးပတ်စံလက်ခါကြီးလည်းတရားကြီးမကုန်ဘူးလေနော်ငွေလဲက ပဲပေးလိုက်ရုံပဲเนาะအဲအဲ့လိုမျိုးလေးပေါ့လူသိနေပေါ့စိတ်ချမ်းသာတာပေါ့လက်ခလည်းမမြင်နဲ့เนาะကိုအလူမှညပဲဖြစ်နေပဲခင်းလိုက်တဲ့ခါကျလေချက်သေးကိုရှိပြီးတော့အဲ့ပီဒီကဘယ်ဟာနဲ့မှမတူဘူးအဲအဲ့ပီဒီကိုပဲပျော်ကြပါကျမတို့လုတ်ပေးရလို့တော့ပျော်သေးတယ်အလူမှဆိုပိုးပျော်တာပေါ့ကိုကထိန်ကြီးမှလေးเนาะကြည့်ရတာကြည့်ဆိုမဆုံးရှုလို့မဆုံးဆိုတော့အခုမှလူတွေကအစဉ်ပြေတယ်တလူတွေတထေးတွေကျူ900နဲ့1000နဲ့နေများတာပဲ200နဲ့တော့မှခုမှဒီပန်းခိုင်ကြမှာပဲနှစ်ခိုင်နဲ့ပါလာတာ ။အဲ့နဲ့တထောင်ထားမြင်တယ်။9000နဲ့1000နဲ့3000ခုခဏနေ1000နဲ့လေ။ ခုံကြီးရေစက်ချမဲ့ကိုရောဆိုရင်တပားထဲနဲ့20ဖြစ်ချင်းဖြစ်တယ်30ဖြစ်ချင်းဖြစ်တယ်အဲ့ဒါကြအထူးပေါ့အဲ့ဒါကြဖျားကားဖြစ်ဖြစ်တောင်းဖြစ်ဖြစ်အကြီးကြီးပဲအဲ့ဒါ9000နဲ့လည်းအကြီးကြီးလောက်ရတာပဲအဲ့လိုကတော့ပြောလူမာတွေပေါ့ဈေးဝယ်ပေါ်မှာမူတည်တယ်တပားထဲနဲ့လည်းသူက20 30တုံးတာပဲကျေးဇူးတင်ပါတယ်သင်္ကန်းတိုက်တွေရောကိုစီမာတဲ့လူရောလှတယ်ပြောတာကိုဝင်းနေတာပြီးတော့နော်ကိုကလည်းအဲ့ကြပို့လုတ်ပေးချင်တဲ့တက်ရအောင်ထုတ်ပိုးမှုကစပေါ့လူသင်္ကန်းတိုက်တွေလည်းတက်တက်လုတ်တယ်ဂျက်ဖာကြီးတွေနဲ့လေအဲ့အဲ့ကြဝင်းသားတွေကိုပစ္စည်းလေးတွေတက်တက်လုတ်ကိုကသွားပို့ကိုရက်ွက်ထဲကိုနေတဲ့ရက်ွက်ထဲမှာ တဆင်းဆင်းလေအလှူတော့ဘာလို့လူမာတဲ့အဲပြောပြောပြောမယ်ဆိုအဲ့လိုဆိုဒါတိုက်လာကြရှိရယ်ပို့ရတာပေါ့အဲ့ကြတော့အတီပို့မရတော့မှလေကိုပတ်စံလဲကအလိုဘာလို့ထဲရလို့နော်ပို့နည်းနည်းပါပို့ရတဲ့ခါကျတော့လုပင်မန်းအကျုံနဲ့တာပေါ့ကျေးဇူးတင်ပါတယ် ပရိသတ်များရှင်ငွေဆက်ကူတွေကိုချိုးပြီးဖန်နီးပုံဖော်ထားတဲ့ငွေပရိသတ်ပင်လုပ်ငန်းဟာမြင်ယုံနဲ့တက်နိုင်တဲ့ပညာရပ်ဖြစ်ပေမဲ့လည်းစိတ်ကူးစိတ်တန်နဲ့စေနာထားမှသာလှပတည်တတ်တဲ့ရုပ်လုံးရုပ်ကြွားငွေပရိသတ်ပင်လေးတွေဖြစ်နိုင်မှာပါရှင်ဒီလိုဖန်နီးပုံဖော်ထားတဲ့ငွေပရိသတ်ပင်လေးတွေကိုဝယ်ယူအသုံးပြုလှူဒန်းမှုတွေကကျန်ရှိနေသေးပေမဲ့လည်းနေပါသွားတာကတော့သူ့ထက်ကအပြိုင်အဆိုင်ဖန်တီးပုံဖော်မှုတွေမရှိတော့တာကသက်သေခံနေပါရဲ့ရှင် လက်ဆင့်ကမ်းအမွေခံမဲ့မျိုးဆက်နှဲပါလာခြင်းငွေဆက်ကူအစ်စ်နဲ့မှသာတင်လို့ရနိုင်တဲ့ပညာရဲ့ဖြစ်ခြင်းငွေဆက်ကူအစ်စ်လဲလဲကနှုံတာတွေကြီးမြင့်လာခြင်းနဲ့လူငယ်တွေရဲ့အချိန်ပေးစိတ်ဝင်စားမှုနှဲပါလာခြင်းတွေကြောင့်တစတဲ့တစနှဲပါလာခဲ့ပြီးအလွဲခေါက်နိုင်တဲ့ငွေပရိသေပင်လက်ရာတွေသာကြန့်ရှိနေတော့တာပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်လက်ရာလှပသေးသက်ပြီးစေရနာကိုအရင်ပြုရိုးသားစွာနဲ့ယနေ့ထက်တိုင်ငွေဆက်ကူပရိသေပင်တွေကိုဖန်နီးပုံဖော်လုပ်ကင်နေတဲ့မမော်ရဲ့ ြောင်းကိုတင်ဆက်ပေးရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ရှင်။နားဆင်သူမိဘပြည်သူအပေါင်းကလည်းမန်းသူကျွန်တော်ရဲ့ကျွန်တော်တို့မန္တလေးအစီအစဉ်ကနေငွေဆက်ကူကိုအသုံးပြုပြီးရုပ်လုံးရုပ်ကြတွေကိုဖန်တီးပုံဖော်နေတဲ့မတ်မော်ရဲ့အကြောင်းကိုနားဆင်ကြရလို့စိတ်နဲ့နှစ်သက်ကြမယ်လို့မျှော်လင့်မိပါတယ်။နောက်ထပ်လည်းမန္တလေးရဲ့အထင်ကရသမိုင်းဝင်နေရာတွေတင်မျိုးပြက်ွယ်လူနေပါဖြစ်နေတဲ့အမှုပညာရက်တွေနဲ့ဆက်နလရာသီပွဲလန်းသပင်အခမ်းအနားတွေမန္တလေးရဲ့စားစရာတွေကြော်ကြားထင်ရှားလူတီများတဲ့လူပုဂ္ဂိုလ်တွေ ဲ့အကြောင်းတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အပတ်စဉ်စနေတနင်္ဂနွေနေ့တိုင်းမနက်9:00နာရီအချိန်မှာထုတ်လွှင့်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့မန္တလေးအစီအစဉ်ကိုစောင့်မျှော်လို့အားပေးနိုင်ပါအောင်ရှင်။နားဆင်သူချစ်ပရိသတ်တွေအားလုံးလည်းကျမ်းမာပျော်ရွှင်အောင်မြင်သောနေ့ရက်ပေါင်းများစွာကိုရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။ Thank you.